တင်းကိုလာရောက်အပြင်မဲ့ပြိသက်တွေရဲ့ကျွန်တော်တို့ရဲ့အတူတူပါကစ္စတန်တင်းကိုအနိုင်ယူကြမှာပေါ့နော်။ခုနကပြောလို့လေရင်တင်းကောင်းဆောင်ပြန်ဖြစ်တဲ့ဆိုတဲ့အပေါ်မှာကကျွန်တော်တို့ကလက်ပတ်အရေးမကြီးဘူးနော်။မွန်းနေတော့မွန်းနေ။လက်ပတ်ပပပပကွင်းထဲမှာအဓိက performance ကောင်းလို့ပဲရေးကြည့်ရအောင်ကျွန်တော်တို့ပေါ့။ပြိသက်ဆိုတော့ကျွန်တော်တို့ရဲ့အားပဲလေနော်။အဲ့တော့ကျွန်တော်တို့တော့ pressure မရှိဘူး။အဲ့တော့အခုဆိုလေညာလက်မတ်အမျိုး ချို့ဆိုတဲ့ဝယ်မရတော့ဘူးလို့ပြောနေပြောနေကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပုံမှာကျွန်တော်ကတော့ဝမ်းသာတယ်ကျွန်တော်အသိပူစားပေါ့နော်။ဘာကြောက်လဲဆိုတော့ဒီပရိသတ်တွေအများကြီးလာပြီးကျွန်တော်တို့တွေပို့ပြီးတော့အားရှိမယ်ပို့ပြီးတော့ကစားရတာအဆင်ပြေမယ်ပေါ့နော်။အဲ့တော့မနက်ဖြန်လာအပြင်မှာပရိသတ်တွေရောဒီကွင်းထဲလာရောက်အပြင်မှာပရိသတ်တွေရောဒီဒီဖန်သားပြန်တဲ့ကျေးရှုနေမဲ့ပရိသတ်တွေရောအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်။ကျွန်တော်ဒီထက်မှကပို့ပြီးတော့ဟိုတီနေရာတစ်ခုမှမယက်နေပဲနဲ့ ီချက်ကိုမြင်တော့ကျွန်တော်သွားသွားခြင်းပါတယ်ဗောနော်။နှစ်ပြန်ပွဲအတွက်ကျွန်တော်ပြင်ဆင်ရရတယ်။အဲ့ဒီမှာကျွန်တော်ခြေစမ်းပွဲနှစ်ပွဲကစားတယ်။အဲနောက်ဆုံးမမောင်မန်ယူနဲ့ကစားပြီးပြန်လာတဲ့ချိန်မှာကျွန်တော်အော်စကာတင်တဲ့ကစားတွေကကျွန်တော်အဲမမောင်လေးကျွန်တော်အသင်ကောင်းဆောင်ပေးထားပါတယ်ဒါကတော့မနေ့ပြန်ကြရင်သူအသင်ကောင်းဆောင်နဲ့သူပွဲထွက်ပါလိမ့်မယ်ဟုတ်ကဲ့ဒီကစားသမားတွေကိုကျွန်တော်ရှုံးနေပေါ့ရှုံးနေဆိုတော့ကျွန်တော်ပြီးခဲ့တဲ့နှစ်ပွဲကတော့ကျွန်တော်လိုအပ်ချက်တွေရှိရဲဒါကိုလည်းကျွန်တော်ပြင်ဆင်ထားတယ်